Okay ဒီနေ့ကျွန်တော်အမဲငယ်ကောင်းခူးစီ Black Pepper Beef ချက်ပြမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးအမဲသားကိုလီမယ်အမဲသားအရသာနေရနဲ့ဟင်းနဲ့ထည့်ချက်ရငယ်ကောင်းမဲတွေထောင်းထားပါမယ်ခင်ဗျာမဲသားကိုအရင်ဆုံး ဘင်းကံပြအကျဲရီသမင်းစားဆုံးတစုံဘင်းကံပြအနောက်ရီနဲငယ်ခယူစီတစုံကျသားမုတ်လဖက်ရီစုံတဝက်ခန့်တကြားလဖက်စုံတစုံကျုပ်အကာပဲထည့်ရပါဒါမဲ့ကျွန်တော်တော့ကျုပ်ကိုနှမျောလို့တလုံးလုံးထည့်လိုက်ပါတယ်ကော်မုတ်အနေငယ်ကော်မုတ်မုတ်လည်းပြောင်းမှုကော်မုတ်ပြောင်းမှုမုတ်သုံးလို့ရပါတယ်ခုနထောင်းထားတဲ့ငွေကောင်းမဲ့တဝက်ခန့်ထည့်လိုက်ပါမယ်ပြီးရင် တရုတ်ဟင်ချက်အရမရှိလို့ကျွန်တော်တို့မြန်မာဆန်ရဲ့အနေငယ်ထဲပါတယ်ပြန်ရတဲ့သမောင်းနေပါလေ။ကျင်းအနေငယ်စွတ်သွန်ဖြူကုကြီး345မောက်ခန့် ဂျင်းလေးတွေနုတ်နုတ်စင်လာမယ်။ဖိုင်းချော့ချော့ပါမယ်။ကျေစုံပြူလေးတွေလည်းနုံနုံစင်လာမယ်ကျေစုံပြူလေးတွေကိုလည်းဖိုင်းချော့ချော့ပါမယ်တိရုံနဲ့အယိုးလေးတွေကိုလည်း true noise လေးလီတာမယ် celery stick ကိုတုံးတာပါ celery stick မရှိတော့တေးမြန်နဲ့အပင်ရဲ့အယိုးလေးတွေကိုပဲတီးထားပါမယ်ဒါတော့ဆော့ချက်တဲ့အခါမှာစီတက်တဲ့အခါမှာထည့်မလို့ပါကဲရော်ကိုလည်း ဘရူနိုအစ်လီဒါပါမယ်ဒီဟင်းဘွဲကငရုပ်ဘွားအနီအောင်ထည့်တာဖြစ်ပါတယ်ကျွန်တော်ကတော့ငရုပ်ဘွားအနီမရှိတော့ခုနီလေးတွေပါထည့်လိုက်ပါတယ်ကျဲတဲ့နီကိုလီဒါပါမယ် မြေဥပါလေးတွေလှီတာမယ်ချိုးချင်းကျော်ပုံစံမျိုးလှီလို့ရပါတယ်ချစ်သွမ်းမိတ်အရင်လေးတွေလည်းလှီတာမယ်ဒါကိုစီတက်တဲ့ထဲထည့်ရန်လှီကြတယ်အမဲငယ်ကိုကောင်းချက်ဖို့ဆော့ဆက်ရန်ဘင်းကံပြအကျဉ်းနှစ်စွန်းထည့်ပါမယ်ထမင်းသားစွန်းနဲ့ခရူးစီတစ်စွန်းနောက်ရည်တစ်စွန်းချုံမုတ်တစ်စွန်းထောင်းထားတဲ့လက်ကြံငယ်ကိုကောင်းမယ် ကုန်ထည့်ပါမယ်။ထည့်ပြီးွားရင်ကော်မုတ် stash မင်းငယ်ထည့်မယ်။ black vinegar ထည့်တာပဲ black vinegar မရှိလို့အဲ့အတွက်ကျွန်တော်မြန်မာ vinegar ကြီးပဲထည့်ပါရဲ့အနေငယ်။ပြီးတော့အဆန်ရဲ့အနေငယ်လေးသာထည့်ပါရဲ့အနံ့ပြေးမှာဆိုလိုပါကြာအနေငယ်ထည့်ပါမယ်။ဒီအနေငယ်ထည့်ပါမယ်။ ဲဥပူပေးမယ်ဘဲဥပူရင်စီထည့်ပါမယ်ခင်ဗျာစီပူလာပြီဆိုရင်မဲသားရေးထားပြီစီပူထိုးပါမယ်ဒီလိုပြီးွားရင်ဖယ်ထားပါမယ် ကြော်ရံအတွက်စီနှဲငယ်ပြန်ထည့်မယ်။အရင်ကဖြူရဲ၊ဂျင်းရဲ၊တက်တော်မဲရဲစီတက်မယ်။မွေးလာပြီဆိုရင်တုံနနအယိုးရဲ၊ဥနီရဲထောင်းလာစီတက်ပါမယ်။ဥနီရဲတက်တော်ရဲအတီးရည်ထည့်ပါမယ်။ ပြီးရင်အမဲသားစီဘူးထိုးထားတာ ਈ ထည့်ပါမယ်ခဏလောက်စီဘူးထဲမှာလှိမ့်ပြီးွားရင်ဆက်ထားတဲ့ sauce ကိုထည့်ပါမယ်ရသာပေါ့ငံကြီးပါမယ်ကဲရပြီဆိုရင်လီမွန်ဂျူစ်လေးအနည်းငယ်ညှိပါမယ် ိုင်နိုင်မှာဖြစ်မှာကဲခုဆိုရင်တော့ရမ်းမွေးပြီးရတာရှိလာတယ်မဲငီကိုကောင်းခူးစီဘလက်ပပ်ပါဘီဖလေးရပါပြီခင်ဗျာ